ဗဟန်းမြို့နယ်မှာရှိတဲ့နှင်းစီကုန်းဘိုးဘွားရိပ်သာရှိမှာမေလ9ရက်နေ့မွန်းလွဲတနာ ਈ ခန်းကကမ်မောရီးယားနိုင်ငံသူတအူးမောင်းနေလာတဲ့ပရိုပေါ့စင်တစီမိလာမှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာကဘာရေးဖျံလန်အတိုင်းတောင်ကနေမြောက်ဘက်ကိုမောင်းနေလာတဲ့ပရိုပေါ့စင်ဟာနှင်းစီကုန်းဘိုးဘွားရိပ်သာရှိအရောက်မှာကားအင်ဂျင်ကမ်းမှာရှိတဲ့ဝါယာကြိုးတွေအပူချိန်လွန်ကဲပြီးမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီလိုမိလောင်ကျွမ်းမှုကြောင့်ရင်းရဲ့အင်ဂျင်ခေါင်းပိုင်းမိလောင်ကျွမ်းဆုံးရှုံးသွားခဲ့ပြီး ရေမောင်းဖြစ်တဲ့ကမ်ဘောဒီးယားနိုင်ငံသူကတော့ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ကားမိလောင်မှုနဲ့ပတ်သက်ပြီးဗဟန်းမျိုးမရဲစခန်းကတာဝန်ရှိသူတို့က၎င်းတို့အနေနဲ့ရေမောင်းသူကိုတရားစွဲဆိုတင်ပို့သွားမှာဖြစ်တယ်လို့ပြောပါဗျ။အဆိုပါမိလောင်မှုကိုဗဟန်းမျိုးမရဲစခန်းကပါ189မြင်းဆောင်2014ပြည်မှုပုံမှန်285နဲ့အမှုဖွင့်ပြီးစစ်ဆေးဆောင်ရွက်နေရလို့သိရပါဗျ။ကျွန်တော်အမြင်ကတော့ကျွန်တော်လည်းအခုတောင်းတာကျွန်တော်လည်းအခုချက်စီဝင်ကြည့်တာပေါ့ချက်စီဝင်ကြည့်တော့ SCP 50ဆိုတော့တကောင်1.3ပေါ့ကွာ1.3လေးတွေလောင်တာကျွန်တော်အခုဒါနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒါဒုတိယအကြိမ်ကိုရေးပေါ့နောက်ပထမအကြိမ်ကတော့ကျွန်တော်မြောက်တကုတ်ခွန်ရှင်လန်းစုံပါအဲခွန်ရှင်လန်းစုံမှာတခါတွေးလိုက်တယ်အဲ့ဒါလည်းကျွန်တော်စဉ်းကြည့်တော့1.3ပဲအဲ့ဒါ SCP 50လေးတွေလေးတွေပဲအဲ့တော့တကောင်လေးအကြံဉာဏ်ပြုကျင်တာကတော့တကောင်လေးအိတ်ဇောခွဲသင့်တယ်နော်အိတ်ဇောလေးခွဲရမယ်ဘာလို့ဆိုတော့တကောင်က အေးတဲ့ဒေသမှာသုံးတဲ့ကားဖြစ်တဲ့အတွက်တော့အပူကျွန်တော်တို့နိုင်ငံကြတော့အေဇောခွဲရမယ်အဲ့ဒါဥရောကျွန်တော်အဓိကထားပြောခြင်းလေနော်ကြံတဲ့အပိုင်းကတော့တကောင်းနေမှာသိပ်ပြဒနာမရှိပါဘူးအဲ့ဒီအေဇောမခွဲတော့အေဇောကပြန်တဲ့အပူငွေးတဲ့တကောင်းခိတွေတက်တယ်ခိတက်တာကိုအဲ့ဒါကိုအေယာကွန်သုံးကြတယ်အခုလဲတကောင်းကြည့်လိုက်ရင်ကျွန်တော်တွေ့တယ်မှန်နေအကုန်ပတ်ချလဲပိတ်ထားတယ်ပိတ်ပြီးတော့သူတို့အေယာကွန်နဲ့မောင်းတယ်အဲ့ဒါကိုမနိုင်မနိုင်တော့ဖြစ်မှာပဲ